င်္ဂလာပါရှင်ဒီနေ့ဧပြီ21ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတွေကတော့သက်တော်88နှစ်မှာ ပုတ်ရဟန်းမင်းကွယ်လွန်ခဲ့တဲ့အကြောင်းနေတိုးလေပိုင်နက်နာကိုရုရှားလေယာဉ်တွေတပတ်အတွင်းနှစ်ကြိမ်ချင်းကတ်တဲ့ဖြစ်စဉ် USA ရန်ပုံငွေဖျက်တောက်မှုကြောင့်လူသားချင်းစာနာမှုလုပ်ငန်းတွေကိုထိခိုက်လာကြောင်း WHO ပြောတဲ့သတင်းစတာတွေနားဆင်ရမှာပါပုတ်ရဟန်းမင်းကြီး Francis ဟာသက်တော်88နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ် Vatican နန်းတော်က ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင်ချုပ်ကြီးဟာဧပြီ22ရက်နေ့ကအနိမ့်စရောက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ပုပ်ယဟန်မင်းကြီးဟာပြင်းထန်တဲ့အဆုတ်နမောနီးယားဝေဒနာကြောင့်ယောမမျိုးရဲ့ဂီမယ်လီဆေးရုံမှာ38ရက်ကြာတက်ရောက်ခဲ့ရပါတယ်။အဲ့ဒီနောက်ပြန်လည်တက်တာလာပြီးမတ်လ23ရက်နေ့ကမှဆေးရုံဆင်းလာခဲ့တာပါ။ပြီးတော့အစ္စတာနေ့အထိမ်းအမှတ်အဖြစ်ဧပြီ20ရက်နေ့ကသူ့ကိုလာရောက်ဝတ်ပြုသူတွေကိုပုပ်ယဟန်မင်းကြီးက တွေ့ဆုံခဲ့ပါသေးတယ်။ ။နောက်တစ်နေ့မှာတော့ပုပ်ကွဲလွန်ကြောင်းသတင်းကိုဗာတီကန်ကထုတ်ပြန်ခဲ့တာပါ။2013ခုနှစ်မှာရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးရဲ့အထုအခောင်းပုဂ္ဂိုလ်နေရာကိုဆက်ခံခွင့်ရခဲ့ပြီးတမိုင်းတလျှောက်မှာလက်တင်အမေရိကဒေသတွင်နိုင်ငံတစ်ခုရဲ့ပထမဆုံးပုပ်ယဟန်မင်းအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ပုပ်ယဟန်မင်းကြီးဟာ2010ခုနှစ်တုန်းကမြန်မာနိုင်ငံခရီးစဉ်ကိုလည်းလာရောက်ခဲ့မှုပါတယ်။ပုပ်ဟာစိန့်ပီတာဝတ်ကျောင်းတော်နာမှာရှိတဲ့ပုပ်ယဟန်မင်းကြီးအိမ်တော်မှာပဲကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒလိထုံတန်းတွေအရာပုတ်ရဟမင်းတပါကွဲလွန်ပြီးတဲ့နောက်ကိုရက်ကြာဝန်내ခြေကွဲမှုကာလကိုသတ်မှတ်သွားမှာပါဇပနအခမ်းအနားကိုအစင်အလာတွေအရာ၄ရက်ကနေ၆ရက်အတွင်းကျင်းပပွဲရှိပြီးရုပ်ကလပ်ကိုတော့ရောမမြို့ရဲ့စင်တာမာရီယာဝတ်ကျောင်းတော်မှာမြောက်နံပွဲရှိပါတယ်ဒါဟာနှစ်ပေါင်း၁၀၀ကျော်ကာလအတွင်းပုတ်ရဟမင်းတပါကိုဗာတီကန်နန်းတော်ပြင်ပမှာပထမဆုံးအကြိမ်မြေချမြောက်နံမှုလေးဖြစ်လာမယ်လို့သိရပါတယ်ရှင် နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့လေပိုင်နက်ကိုရုရှားလေယာဉ်တွေကတပတ်အတွင်းနှစ်ကြိမ်အထိချင်းကပ်ပြန်တန်းခဲ့တာကြောင့်တိုက်လေယာဉ်တွေဆေးလွတ်ပြီးစောင့်ကြည့်ခဲ့ရပါတယ်။ April 20ရက်နေ့ကဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရပိုလန်နိုင်ငံ Melbourne လေတပ်စခန်းမှာခြေစိုက်ထားတဲ့ဗြိတိန်တော်ဝင်လေတပ် RAF တိုက်လေယာဉ်တွေဟာရုရှားလေယာဉ်တွေကြောင့်နှစ်ကြိမ်တန်းအေးပေါ်ပြန်တက်ခဲ့ရတယ်လို့ဖော်ပြပါတယ်။ပထမတစ်ကြိမ်က April 15ရက်နေ့မှာဖြစ်ပြီး ရုရှားစစ်တပ်ရဲ့ IL-20M အမျိုးအစားထောက်လိုင်းရေလေယာဉ်တစ်စီးကပိုလန်လေပိုင်နက်နားရောက်ရှိလာတာကြောင့် RAF ရဲ့တိုက်ဖွန်တိုက်လေယာဉ်နှစ်စီးကသွားရောက်စောင့်ကြည့်ခဲ့ရတာပါ။ April 18ရက်နေ့မှာလေ NATO လေပိုင်နက်နားကိုအမျိုးအမည်မသိရုရှားလေယာဉ်တစ်စီးချဉ်ကပ်ခဲ့တဲ့အတွက်တိုက်ဖွန်နှစ်စီးအလားတူပြန်တက်ခဲ့ရပြန်ပါတယ်။ပိုလန်ဟာ NATO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီးပိုလန်လေပိုင်နက်ကို NATO လေပိုင်နက်ရဲ့အစိတ်အပိုင်းဖြစ်သတ်မှတ်ထားတာပါ။ နေတိုးရဲ့အရှိဖြောင်းဧရိယာတွေကိုကာကွယ်ဖို့ဗြိတိန်နဲ့ဆွီဒင်တို့ပူးပေါင်းပြီးတိုက်လေယာဉ်တွေဖြန့်ကျက်ထားတဲ့ Operation Chessman အစပြုပြီးသတင်းပတ်တချို့ကြောင့်မှ RAF ဟာအခုလိုအကဲဆတ်မှုတွေကို ပထမဆုံးအကြိမ်ကင်တွယ်ဖြည့်ရှင်းနေရတာဖြစ်ပါတယ်။နေတိုးလေပိုင်နဲ့ကာကွယ်စောင့်ရှောက်ရေးရည်ရွယ်ချက်အတွက်ဗြိတိန်ဟာ Typhoon တိုက်လေယာဉ်6စီးနဲ့လေတပ်အဖွဲ့သား200နီးပါးကိုပိုလန်မှာဖြန့်ကျက်ထားပါတယ်။ဗြိတိန်ကာကွယ်ရေးဝန်ကြီးက နေတိုးနိုင်ငံတွေရဲ့ယူကရိန်းအတွက်စုပေါင်းကူညီရေးအစည်းအဝေးတရက်ကိုတက်ရောက်ခဲ့ပြီးရပ်ပိုင်းကြမှာပဲအခုလိုရုရှားလေယာဉ်တွေချင်းကပ်ပြန်တန်းတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ရှင်။ American နိုင်ငံတကာဖွံ့ဖြိုးရေး Agency USA ရဲ့ရန်ပုံငွေတွေဖျက်တောက်ရှော့ချခံရမှုဟာကမ္ဘာအနှံ့မှာလူသားချင်းစာနာမှုလုပ်ငန်းတွေအတွက်အကျပ်အတည်းတွေကျုံ့တွေ့လာစေကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကပြောကြားခဲ့ပါတယ်။ American မှာ Trump သမ္မတဖြစ်လာတဲ့နောက် USA အတွက်ရန်ပုံငွေ ထောက်ပံ့မှုတွေကို မာဏအလုံးအရင်ဖြတ်တောက်ခဲ့သလိုအေဂျင်စီတစ်ခုလုံးဖြတ်သိမ်းဖို့အထိစီစဉ်လာခဲ့ပါတယ်။နောက်ပြီး WHO ကနေ American နှုတ်ထွက်ဖို့လဲလှုံ့ဆော်သွားမယ်လို့ Trump ကကြေညာခဲ့တာပါ။ပုံမှန်ဆိုရင် American ဟာကုလသမဂ္ဂလက်အောက်ခံအကြီးဆုံးကျန်းမာရေးအေဂျင်စီဖြစ်တဲ့ WHO အတွက်နှစ်စဉ်ထောက်ပံ့ကူညီငွေအများဆုံးထည့်ဝင်တဲ့နိုင်ငံဖြစ်ပြီးအများစုကို USA ကနေတစ်ဆင့်လွှဲပေးလို့ရှိပါတယ်။2024အတွက် American ကကတိပြုထားတဲ့လှူဒါန်းမှုတွေကို အခုထိ WHOC မပေးအပ်သေးပဲ2025ခုနှစ်မှာရောဆက်ပြီးကူညီပံ့ပိုးမလားဆိုတာကိုလည်းမသိရသေးပါဘူး WHO ဟာရန်ပုံငွေအကျပ်တဲရီနဲ့ရုံးကန်နေရပြီးအသုံးစရိတ်ကို9ပုံတပုံအထိရှော့ချရဖို့ရှိနေပါတယ်အကျိုးဆက်အဖြစ် WHO ဟာဝန်ထမ်းအများအပြားကိုအလုပ်ရပ်နာရဖို့ရှိနေတယ်လို့နိုင်ငံတချို့ကမစ်ရှင်တွေကိုပါအနားပေးရမယ့်သဘောဖြစ်နေပါတယ်ပြီးတော့ WHO အဖွဲ့ဝင်အဖြစ်ကနေ American နှုတ်ထွက်ခြင်းဟာ ကမ္ဘာလူသားချင်းစာနာမှုအစီအမံတွေနဲ့ပတ်သက်ရင်ပိုပြီးထိခိုက်နစ်နာမှုတွေကြုံလာစေနိုင်တယ်လို့ WHO ရဲ့မြေထဲပင်လယ်ရှေ့ပိုင်းဆောင်ဒါရိုက်တာကသတိပေးပါတယ်။ American သားနှုတ်ထွက်သွားရင် WHO နဲ့ American အခြေစိုက်ကမ္ဘာထိပ်တန်းအဆင့်သုရေသနဌာနတွေတက္ကသိုလ်တွေကျန်းမာရေးဌာနတွေကြာနှစ်ပေါင်းများစွာတိစောက်ယူထားတဲ့ဆက်သွယ်မှုလမ်းကြောင်းတွေကိုဖြတ်တောက်လိုက်သလိုဖြစ်သွားမယ်လို့သူကပြောပါတယ်။ဒီအခါ COVID ကပ်ရောဂါတုံးကလို့ကမ္ဘာကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေတစ်ခုပေါ်ပေါက်လာရင် အရေးကြီးတဲ့သူရေသနာအချက်အလက်တွေထိထိရောက်ရောက်ဝင်းမြနိုင်ဖို့ကိုအကြီးအကျယ်အဟန့်အတားဖြစ်စေမယ်လို့သူကထောက်ပြခဲ့တာပါဗိုင်းရပ်စ်တွေနဲ့ဘက်တီးရီးယားတွေဆိုတာကနိုင်ငံတွေရဲ့နယ်နိမိတ်တွေနေကြာမြင်တွေကိုဘာမှနားလည်နေမှာမဟုတ်ဘူးလို့သူကပြောကြားသွားပါတယ်ရှင် People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရပ်တွေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်